ရီးမားလိပွဲစဉ်ကိုချဲစီနဲ့ဆန်ဒလန်မင်္ဂလာပါဗျကိုကင်းစတာဖုတ်ဘောရှူကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါစနေည၈နာရီခွဲမှာရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်ကိုပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Sunderland တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလှုပ်သွားကြပါတယ် key points တွေဒီအရင်ဆွဲထုတ်ကြည့်အောင် Chelsea ကနောက်ဆုံး၄ပွဲစတိုက်နိုင်ထားတယ်။ Chelsea ရဲ့အရှိန်အဟုန်တွေကလက်ရှိအချိန်ထိမရက်တန့်သေးဘူးပေါ့နော် တကယ်တမ်းလည်းရက်တန်လို့မရသေးတဲ့အသင်းတွေနဲ့တွေ့တဲ့အတွက်ကြောင့်မရက်တန်သေးတာပေါ့တကယ်လို့ဒါအဲ့ဒီအသင်းမျိုးတွေနဲ့တွေ့ပြီးရက်တန်သွားမယ်ဆိုရင်ဒီနှစ်ဘောလုံးရာသီကလည်းအန်ဇူမာရက်စ်ကအတွက်ကောင်းတဲ့ဘောလုံးရာသီတစ်ခုတော့ဖြစ်လာမှာမဟုတ်ဘူးအပြောမစောပါဘူးကြိုပြီးတွက်လို့ရတယ်တချို့အသင်းတွေဆိုအစောကြီးတွေကပွဲစဉ်တက်ကြတဲ့ဈေးတော့အတွက်ပြီးစော့နေကြတာအဲ့တို့ကြောင့်နိုင်တဲ့နိုင်ထိုက်တဲ့ဘွဲတွေမှာတော့ဘလို့တခြားရလက်မစင်းစားနဲ့ နိုင်တဲ့နေတဲ့တဲ့ပုံမှာတရေရသွားတယ်ငါတို့တွေကကံမကောင်းလို့ကွာဘာညာအဲ့ဒါကြီးရှောက်ပြောမနေနဲ့အဲ့ဒါဆိုရင်သွားပြီဒီဟာဒီအတွက်သွားပြီဒါပေမဲ့ကျွန်တော်တို့တွေလက်တလောအချင်းနေကောင်းနေတယ်အဆင်ပြေနေတယ်ဘက်ဖီကာကို နိုင်ပြီးနိုင်တဲ့နေတဲ့ပွဲတွေရောနိုင်ဖို့မလွယ်တဲ့ပွဲတွေရောတောက်လျှောက်နိုင်ထားတယ်လီဗာပူးကိုလည်းနိုင်ဖို့မလွယ်ဘူးဒါပေမဲ့နိုင်သွားတယ် Nottingham Forest တဲ့ပွဲ H အထုတ်မခံအကင်ကျွန်တော်တို့ကန်ရတယ်နိုင်တယ် IS တဲ့ပွဲလည်းနိုင်တယ်ဒီပွဲစဉ်ကလည်းနိုင်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိတယ်ဒါပေမဲ့ရှေ့မှာတွေ့ခဲ့တဲ့အသင်းတွေထက်တော့လီဗာပူးကလွယ်ရင်ပေါ့နော်ပို့ပြီးတော့ဂယူဆိုင် ်ကစားမယ်အတင်းတင်းလို့ကျွန်တော်ယူဆရတယ်ဗျ။ အခုတန်းတက်လာတဲ့အသင်း၃သင်းထဲမှာဆိုရင်ဆန်ဒလန်ဒီပြောပြောဆိုဆိုကစားသမားစုဖွဲ့မှုအင်အားအရတော်တော်လေးကောင်းတယ်လီဘရစ်ကလည်းအရေးသွေးရှိတဲ့ပြင်သစ်နီးပြတဦးဖြစ်တယ်အဲ့အတွက်ကြောင့်ချယ်ဆီကိုဒုက္ခပေးဖို့ရင်ဆိုင်လာမှာတော့တည်ကြတယ်ဒါပေမဲ့ချယ်ဆီကလည်းကစားသမားစုံလင်တဲ့အတွက်ကြောင့် squad ဖြစ်တဲ့အတွက်ကြောင့်ဂျားထဲမှာ IS ကို Champion League ပွဲတင်တဲ့ပွဲကစားခဲ့ရတယ်ဆိုပါစီအုံးပွဲပတ်မှုတန်ကြီးကြီးမားမားမရှိဘူးအသင်းရဲ့အဓိကကစားသမားတွေအစုံလင်အနာပေးသွားတယ်နောက်ဆုံးပြဂိုးသမား Robert Sanchez တောင်ဒီပွဲတွေမှာကစားတရမလို့ ရီစချိန်ကူကူရယာတို့အေးဆေးအရန်ကုန်မှာထိုင်နေခဲ့တယ်ဒီဆန်ဒလန်ရဲ့ပွဲကိုအပြေးအဝအာယုံစိုက်ပြီးတော့ကစား လာနိုင်ပါလိမ့်မယ်။ဆန်ဒလန်ကတော့အသင်းကြီးပဲဖြစ်ဖြစ်အသင်းငယ်ပဲဖြစ်ဖြစ်ဟိုခံကစားနိုင်စွမ်းလေးတချို့ရှိပေမဲ့တချို့ပွဲတပွဲကိုချင်းကပ်ပုံနည်းနည်းတော့လိုအပ်ချက်ရှိတယ်ဗျ။ကျွန်တော်ပြောနေတာဟာဗျာတချို့အသင်းတွေဒီဒီပွဲမှာငါတို့တည်တမတ်ရအောင်ယူမယ်ဆိုရင်အဲ့တည်တမတ်ယူဖို့အတွက် ပွဲစနော်1မိနစ်ခရေရတယ်မိနစ်60အထိအဲ့ဒီပုံတံအတိုင်းရအောင်တည်တမတ်ဆွဲယူတဲ့ဟိုယူရချက်ကောင်းမျိုးပေါ့။ဆန်ဒလန်မှာကျတော့အဲ့လိုယူရချက်မျိုးရှိမနေဘူး။သူတို့ကန်လိုက်တယ်သူတို့နီးပြရဲ့ viewer အတိုင်းပဲကစားလိုက်တယ်ယူနိုက်တက်ကိုရှုံးခဲ့တဲ့ဘွယ်မှာကျွန်တော်သေချာမြင်ခဲ့ရတာ။ဒါမဲ့လည်းဒီလိုမျိုးဟိုမာစတာဂိမ်းပလန်ပြောချင်တယ်မာစတာဂိမ်းပလန်မရှိဘူး။အဲ့ဒီအချက်တစ်ချက်ကပဲဒီဘွယ်စင်မှာလည်းဆန်ဒလန်ကိုအားရော့နေစေမယ်လို့ယူဆပါတယ်ခင်ဗျ။ ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းဒီနှစ်သိန်းကိုအာရှဘလို့အကျော်ပေးထားတယ်လဲချဲ့သီးရဲ့အကျော်ပေးမှုလေးတွေပြင်းထန်လာတာကျွန်တော်ကတော့တော်တော်သဘောကျတယ်တလုံးတစ်ဝက်ရှုံးပေးထားတယ်အရင်တော့ချဲ့သီးတို့ရဲ့အဲ့လိုအခြေအနေမရှိဘူးဘရိုရဲ့ရိုးပစရာကြီးတလုံးတစ်ဝက်ရှုံးအကျော်ပေးခဲ့တဲ့ကဒါချဲ့သီးရဲ့အနိုင်ကတေချာနေတယ်ဆိုတဲ့သဘောမျိုးပဲတကူသွင်းမလားနှစ်ကူသွင်းမလားဆိုတဲ့ပုံစံကြည့်ရမယ်တေကြနိုင်ကြီးအမတက်အမတန်ကိုနဲတယ်ပေါ့နော်တူတယ်ကုန်းနဲ့တစ်ချက်ပြန်ချိန်ကြည့်မယ်တူတယ်ကုန်းကတော့၃လုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်အဲနည်းနည်းလေးတော့ပြဿနာတော့ရှိတယ်ဗျာ တိုတယ်ဂိုးနဲ့ဒီပေးထားတဲ့ handicap တင်ကတိတ် matching မဖြစ်ဘူး Chelsea ရဲ့ twin goal တွေများမယ်ဆိုရင်အဲ့လိုသုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်တဲ့စာရင်သုံးလုံးတစ်ဝက်ရှုံးလောက်ပြီးတင်တယ်သုံးလုံးတစ်ဝက်ရှုံးလောက်တိုတယ်ဂိုးပေးပြီဆိုရင်ဒါ Chelsea ရဲ့တစ်လုံးတစ်ဝက်ရှုံး twin goal ကအပေါ်မှာပဲရှိဖို့များတယ်တိုးတော့အခုသုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးတဲ့ပုံတံအရာ Chelsea ရဲ့ twin goal ဒီဟိုနှစ်သင်းပေါင်း twin goal ပေါ့နော်နှစ် goal လား3 goal လားဆိုရဲပုံတံမျိုးပဲဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့တပတ်ဆန်ဒလန်ကိုဂိုးမပေးဘူးဆိုရင် Chelsea ရဲ့အနိုင်ရလဒ်က 1C 2C ကျွန်တော်ကိုအန်တာနဲ့ပဲတွက်ကြည့်လိုက်မယ်ဆန်ဒလန်ကိုကိုပေးမယ်ဆိုရင်2-1ဆိုတဲ့ပုံသဏ္ဍာန်မျိုးလေးကများနိုင်တယ်3-1ဘာညာဖြစ်ဖို့လောက်ထိတော့အနေငယ်ခက်ခဲနိုင်တယ်ချဲစီ2-0လောက်နဲ့ထိမ့်ကန်နေစဉ်အချိန်ကာလအတွင်းမှာဒါတစ်ဖက်ကနေတကူးပြန်သွင်းလိုက်တဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ဗျ ဲ့တော့ကြောင့် Chelsea ကို handicap ရအားပေးမယ်ဆိုရင်နည်းနည်း risk ယူပြီးတော့အားပေးရဖို့ရှိနေတယ်ဒါပေမဲ့လက်ရှိ form ရကောင်းနေတဲ့အတွက်နောက် Sunderland ရဲ့ master game plan မရှိတဲ့အချက်တွေကြောင့်ရ Chelsea ကိုပဲရွေးရမယ်သဘောမျိုး Tottenham ကတော့နည်းနည်းလေးကျွတ်တယ်ကိုကလည်းနေကောင်းနေသွားနိုင်တယ်ပေါ့နော်ဆိုတော့ Chelsea ဒီပွဲတွေမှာတကူးသွင်းလို့ တဝက်ဆုံးရှုံးခံနိုင်တယ်ဆိုရင်ဒါကျွန်တော်ပြောရတဲ့စကားတကူးသွင်းပြီးတော့တဝက်လောက်ကျွန်တော်ညီကိုတွေပြဘာဖြစ်ဘူးပြဿနာမရှိဘူးတဝက်လောက်တော့ကန်ဆန်းကြီးလိုက်မယ်ဆိုရင်ချယ်ဆီကကန်ဆန်းလိုက်တာပို့ပြီးကောင်းလိမ့်မယ်နောက်ပိုင်းပွဲတွေကလည်းအသင်းငယ်တွေကအသင်းကြီးကိုဒုက္ခပေးတာတက်အောက်ကိုရွေးတာတက်အပေါ်ရွေးတာပို့ပြီးတော့တေးကြလာတယ်အဲ့တော့ကြောင့်ချယ်ဆီကိုရွေးပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနေ့သင်ကြားတဲ့ကကိန်းနဲ့အချက်လက်တွေဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆိုမှုမှာချယ်ဆီက4ချိန်တိုင်း2ချိန်တည်ကြပြီးတော့ဆန်ဒလန်က တစ်ချိန်နိုင်ထားပါတယ်ဒါပေမဲ့ခုနှစ် အခါတမရတွေကဘိုးတော်ဖះလက်ထက်ကအချိန်ကာတွေပြစ်သွားပါပြီ။သိအောင်သာပြောပြလိုက်တာပါ။သူတို့နောက်ဆုံးတွေ့ဆုံခဲ့တာကတော့2019လုံးကဒုတိယအကြော့ပေါ့နော်။အင်ကွင်းစတန်ဖို့ဘရစ်မှာတွေ့ဆုံခဲ့တာပါ။5-1ဆိုတဲ့ရလဒ်နဲ့ချယ်ဆီကအနိုင်ယူခဲ့ပါတယ်။ပထမအကြော့တုန်းကတော့ချယ်ဆီကအဝေးကွင်းမှာ1-0နဲ့အနိုင်ယူခဲ့ပါတယ်။ဂျန်နေရလဒ်တွေကိုကြည့်မယ်ဆိုရင်တော့ဆန်ဒလန်3-2နဲ့နိုင်ခဲ့တဲ့နှစ်တွေရှိမယ်။ချယ်ဆီက3-1နဲ့ပြန်နိုင်ခဲ့တဲ့နှစ်တွေရှိမယ်ပေါ့နော်။ခုနှစ်အခါတမရတွေအရင်ကြာသွားပြီဗျာ။ဆိုတော့ဟတ်တူဟတ်ကိုတည်ုံသာနားထောင်လိုက်ပါ။လက်ရှိ current situation နဲ့ဘာမှမဆိုင်တော့ပါဘူးကျွန်တော်နောက်တဲ့ပိုင်းက Chelsea ရဲ့အခုနောက်ဆုံးကစားတဲ့6ပွဲရလတ်ပေါ့6ပွဲမှာ Chelsea ကတပွဲပဲရှုံးတာတယ်ရှုံးတဲ့ပွဲတွေ Brighton ကို3-1နဲ့ရှုံးတဲ့ပွဲကျန်တဲ့ပွဲတွေနေအားလုံးတောက်လျှောက်ဖျဲထားတယ်နိုင်တဲ့ပွဲတွေကိုကြည့်လိုက်ရင်တော့အရန်ကောင်းတဲ့အသင်းဆိုလို့မပါသေးပါဘူးဒါ Liverpool တသင်းလောက်ပဲပါတယ်ပေါ့နော်ကျန်တဲ့အသင်းတွေက IS Northern Forest ဘန်ဖီကာလင်ကွန်စီတီစတဲ့အသင်းမျိုးတွေဖြစ်ပါတယ်ဒီတို့ကြောင့်အဲ့ဒီနိုင်ခဲ့တဲ့ပွဲစဉ်တွေထဲမှာဆန်ဒလန်ကတော့ပိုပြီးကောင်းတဲ့အသင်းတစ်သင်းလို့မှတ်ယူရလိမ့်မယ်ကျွန်တော်နောက်ထပ်ဆန်ဒလန်အသင်းရဲ့6ပွဲရလဒ်3ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားတယ်နောက်ဆုံးကစားရတဲ့ပွဲမှာကတော့ဟူဗာဟန်တန်ကို2-0နဲ့နိုင်ထားရမယ်ယူနိုက်တက်ကို2-0နဲ့ရှုံးထားပြန်တယ်နော်ဒီယန်ဖောရက်စ်ကိုအဝေးကွင်းမှာ1-0နဲ့နိုင်ထားတဲ့ရလဒ်ပိုင်းလေးတွေတော့ရှိပါတယ်ဆိုတော့ဆန်ဒလန်လို့အနေထားမျိုးနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒီ current form ကဒါမဆိုးကောင်းတယ်လို့ပဲ ယ်ပြောရမှာပါနောက်တစ်တစ်ပိုင်းချက်စီးတင်းရဲ့အိမ်ကွင်း6ပွဲသေးရလက်ချက်စီးဒီအိမ်ကွင်း6ပွဲမှာ၄ပွဲနိုင်တပွဲတည်ကြပြီးတပွဲရှုံးတာတယ်ဒီနေ့ရသည်အိမ်ကွင်းရလက်လေးတွေကတော့မစိုးလို့ပဲပြောရမှာဖြစ်ပါတယ်ရှုံးတဲ့ပွဲကဒါ Brighton ကို3-1နဲ့ရှုံးတဲ့ပွဲ Palace ဒီအဲ့ချိန်ကာလမှာအရန်ကောင်းတဲ့အတွက်အပွင့်ပွဲစဉ်မှာဒါကိုမရှိတည်ကြခဲ့ပါတယ်အိမ်ကွင်းရလက်လေးတွေကတော့အနေငယ်လက်ခံချင်းစရာဖြစ်ပါတယ်ခင်ဗျကဲတစ်ဖက်က Sunderland ကတော့အဝေးကွင်းရလက်တွေတိတ်မကောင်းပါဘူးအဝေးကွင်း၄ပွဲဆော့ထားပါတယ် တပွဲပဲနိုင်သားပါတယ်နိုင်တဲ့ပွဲကအဲ့ချိန်ကာလာတော့ကကြောင်ပြောင်နေတဲ့ Northern Forest ဖြစ်ပါတယ်ကျန်တဲ့ပွဲတွေမှာတပွဲတည်ကြပြီးနှစ်ပွဲရှုံးတာပါတယ်တည်ကြတဲ့ပွဲက Palace ကိုတည်ကြတဲ့ပွဲဖြစ်ပြီးရှုံးတဲ့ပွဲတွေကတော့ Man United နဲ့ Burnley တို့ကိုရှုံးတာပါအဝေးကွင်းဆွဲဆောင်ရေးအဲ့တလောက်ကြီး ကောင်းမနေပါဘူးခင်ဗျ။ကဲနောက်ဆုံးမှကျွန်တော်တို့ဗျူဟာပိုင်းချင်းကပ်မှုအနေငယ်လောက်အောင်ချယ်ဆီနဲ့ပတ်သက်ပြီးတော့ပဲအဓိကထားပြောပါမယ်။ချယ်ဆီသည်ဗျူဟာပိုင်းရအဆင့်မြင့်တဲ့ level တခုမှာရှိနေတယ်။ကျွန်တော်တို့ကဒါ inverted fullback တွေနဲ့ midfield overload လုပ်မယ် isolation တွေလုပ်မယ်လို့ပြောနေတာ။အဲ့ဒီ viewer ဘက်မှာ light bar စီမြောက်ဖို့အတွက် quality player မျိုးတွေလိုတယ်။ Chelsea မှာအဲ့လို quality player တွေရှိနေတယ်။ဒါအပြင်အဲ့လို viewer ဘက်အဆင့်မြင့်တဲ့ viewer ဘက်ပေါ့နော်။တကယ်တမ်းလုံနိုင်ဖို့အတွက်အရေးသွေးရှိတယ်။ နီးပြတယ်ချပြနိုင်ဖို့အတွက်အန်ဒူမာရက်စ်ကာရိုလိုနီးပြမျိုးတွေချယ်စီမှာရှိနေတယ်ဒါပေမဲ့တချို့အသင်းတွေနဲ့အနေငယ်ကွဲပြားနေတဲ့အချက်ကတော့ချယ်စီကဘယ်လိုပြောမလဲကစားသမားစုဖွဲ့မှုအရာတောင့်တင်းတာမှန်ပေမဲ့ဗျာအဲ့လိုတည်ငြိမ်နေတဲ့ပုံစံမျိုးမရှိတာတော်တော်ဆိုးတယ်ပြိုင်ဘက်အာစတယ်တို့မန်စီးတီးတို့ကိုကြည့်ကြည့်လိုက်သူတို့မှတည်ငြိမ်တဲ့အစုဖွဲ့တစ်ခုပုံမှန်ရှိနေချယ်စီကတော့ဒီပွဲစဉ်မှာဒီကစားသမားကိုထည့်မယ်နောက်ပွဲစဉ်မှာတခြားကစားသမားကိုထည့်မယ်ဆိုရသည်ကစားသမားတဦးနဲ့တဦးကြားတဲ့ကနားလည်မှုပိုင်းလေးတွေကိုအနေငယ်ရော့လာသေးတယ်လို့ကျွန်တော်ယူဆပါတယ် ဒါပေမဲ့ viewer ဘိုင်းက infinite fullback တွေကိုအထဲဝင်ကစားခိုင်းတဲ့အပိုင်းမှာဆိုရင်ထားပါတော့ဗျာ color fury arsenal က free roll ပေးတဲ့ပုံစံမျိုးတစ်ဖက်မှာ melo gus to ကိုလည်း andrew morris ကပေးပြီးတော့ကစားနိုင်တယ်အဲ orelio ကို pep guardiola free roll ပေးတဲ့ပုံစံမျိုး chelsea လည်းကစားနိုင်တယ်အဲ့ဒါကြောင့် viewer ဘိုင်းက sunderland ထက်အဆင့်မြင့်တဲ့အခြေအနေမျိုးမှာရှိပါတယ်နောက်ဒီပွဲစဉ်မှာယုံကြည်မှုမြင့်တဲ့ကစားသမားတွေပြန်လဲပါဝင်လာဖို့ရှိတယ်လို့တိုက်စစ် ပိုင်းမှာလည်းအနားရထားတဲ့ JP ပြန်လည်ပါဝင်လာမှုရှိတယ်။ထုံးတဲ့တိုင်းမဲ့ကွင်းလယ်မှာကျွန်တော်တို့ overload လုပ်ပြီးတော့ပြိုင်ဘက်အသင်းကိုတောက်လျှောက်အာယုံနောက်အောင်ကစားပါလိမ့်မယ်။ဘောလုံး over လို့လို့လို့အစင်ပြေပြီဆိုရင်နေရာလွတ်တွေမှာရှိနေတဲ့တောင်ပံကစားသမားတွေကိုပေးပါလိမ့်မယ်တောင်ပံကစားသမားအနေနဲ့ဒါခက်တင်ဆိုင်လုပ်တဲ့ပုံစံမျိုးတွေပဲဖြစ်ဖြစ် cross board တင်တဲ့ပုံစံမျိုးတွေလည်းပဲဖြစ်ဖြစ်ဥတည်ပြီးတော့ကစားလာမှာတော့တေချာတယ်ချက်စီးမှာပွင့်လင်းပြောတော့ second plan တိတ်ပြီးတော့မရှိဘူးသူတို့ကဒီပုံစံအတိုင်းပဲကစားမယ်ဆိုတဲ့အတိုင်းကစားတာပါကျွန်တော်ပြောချင်တာဗျာ Arsenal ဆိုရင်ဒီပွဲကတော့ဒီလိုမျိုးကစားသင့်ဘူးချက်ချင်း tactical switch လုပ်ပြီးတော့ speed တရားနဲ့ကစားမယ်ကာတို့ counter attack ပဲကစားမယ်ဆိုတဲ့ပုံစံမျိုး Anthony Morris ကမကျင်သုံးပါဘူး तू ကတော့သူ့ရဲ့ပုံစံကိုပဲယုံကြည်တဲ့ သဘောမျိုးပါငါတို့ first priority အနေနဲ့ဒီပုံစံကစားမယ်ဒီပုံစံကိုပဲကောင်းစီဖြစ်စေဆိုးစီဖြစ်စေပွဲပြီးတဲ့အချိန်ထိကစားဆိုတဲ့ style အတိုင်းသွားတာဖြစ်ပါတယ်ခင်ဗျာဆိုတော့အနည်းချက်ရမယ်ဆိုရင် Chelsea မှာဒီပွဲအနိုင်ရဖို့အခွင့်အလမ်းများစွာရှိပါတယ်နောက်ဆုံးအချိန်ကာလကြီး Chelsea ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ